မြိုင်နိမ့်လည်နေခြင်းချင်းတပတ်တစ်ထည်ကိုခေါင်းပေါင်းကထိတလက်ကြမ်းကြမ်းညက်ပြီးတော့အပြင်ထွက်ရန်ပြင်ဆင်နေတဲ့ဒေါ်မြိုင်ကိုယောက်ျားဖြစ်သူဦးတက်တူကမေးလိုက်တာပါ။ဟိုဘက်စင်ရိုးတန်းရွာခဏသွားမလို့နည်းနည်းကြာချင်းကြာမယ်။မိုးချုံရင်လည်းချုံမယ်နော်။ညနေစာအတွက်အကုန်ချက်ပြုတ်ခဲ့ပြီ။စာလို့ရှိရင်အရင်စားထားနေလိုက်နော်။ကျမကိုစောင့်မနေနဲ့။ဘာလဲ။မင်းဟိုလောက်သွားလို့မလို့လား။ငါမင်းကိုပြောတာခဏခဏရှိနေပြီကွာ။ အဲ့ဒီမကောင်းတဲ့အလုပ်ကြီးကိုမလုပ်ပါနဲ့ဆိုတော့ဩကျုပ်မှာအရင်တည်းကဒီလောက်တခုပဲရှိရလေဒီလောက်တခုပဲဖြစ်ဖြစ်မြတ်မြတ်လုပ်တတ်တာဒါမလုပ်လို့ရှိရင်ဘာသွားလုပ်ရမှာလဲဘာမှမလုပ်လဲအေးစစ်စစ်ထမင်းရက်ကပ်ပြီးစားလေငါမင်းကိုလှုပ်ကျွေးနေရပဲဥစားဦးတက်တိုးရဲ့စကားကြောင့်ဒေါ်မြအီမဲ့ပြုံးပြုံးလိုက်ခါတော်လှုပ်ကျွေးတာစားရအောင်တောက်ရအောင်မယ်လေဗမလဲလူရည်တန်ရည်အတွက်ငွေဘူးငွေရှံအသက်တွေကလည်းကြီးလာပြီဥစားမင်းစာရှာရတော့မယ်လေကျုပ်လုပ်တဲ့အလုပ်ကအလုပ်ပေါ်တာနဲ့ငွေကြီးမြင့်မြင့်မြတ်မြတ်လေးရတယ်လေဦးတက်တိုးမျက်နှာရှုံ့မဲ့သွားကမင်းလုပ်မယ်ဆိုရင်လည်းကုသိုလ်ရတဲ့အလုပ်ကိုရွေးလုပ်လေကွာအခု မင်းဥစ္စာအာကုသူရတာောငရဲအင်မတန်ကြီးတာတွေရောမရှောင်မနဲ့လုံနေလို့ပြောနေရတာကွာမင်းအဲ့ဒီအာကုသူတွေကြောက်မနေမှာငါတို့အခုတက်ရွယ်ထီကိုကလေးမရလေတော်စမ်းမှာတော့ကို့ဘာသာအစွမ်းစားမရှိလို့ကလေးမရတာောများကျုပ်ကိုအပြစ်လာရှာနေသေးတယ်ဒီမှာကျုပ်ပြောလိုက်အောင်မယ်နော်လက်တဲ့အလုပ်ဆိုတာမွေးပေးတာတခုတည်းအာကုနေလို့ရှိရင်ကရောကလောက်ပဲရတာကလေးဖြတ်ပေးတဲ့အလုပ်ဆိုတာငွေလိုတလောက်တောင်းလို့ရတယ်လူသက်တချောင်းတက်တာမှန်ပေမဲ့လူများရဲ့ဘဝတခုကိုကယ်တင်ပေးတာပဲသူတို့မလိုချင်တဲ့ကလေးကိုမွေးလာလို့ရှိရင်ကြုံလာမဲ့ဒုက္ခတွေကအများကြီးပဲအဲ့ဒီဒုက္ခတွေကနေကျုပ်ကကယ်တင်ပေးရလေ ်ကြံဖန်တွေးတတ်လို့ရှိရင်ကုသိုလ်တောင်ရပါသေးရဲ့တော့ မင်းကိုမင်းရောတတိထားမိရလားမြကြီးရဲ့မင်းကကြေးစားလူသက်သမားတယောက်နဲ့တူနေပြီဆိုတာဒီအခက်မသိလို့ရှိရင်ဥပဒေနဲ့ညှိစွန်းပြီးတော့အဖမ်းအဆီးတောင်ခံရနိုင်တယ်မင်းကဘလို့ဆုံးမဆုံးမပြောမရဘူးကွာစင်ကြီးစင်လက်ကလည်းအမြဲတမ်းပေးပြောမရလည်းမပြောနဲ့ဘော့တော်ရဲ့ကျုပ်လည်းအချိန်မရှိဘူးသွားတော့မယ်ရှင်းရတရားလည်းကျုပ်နားမထောင်နိုင်တော့ဟုတ်ပြီလားတခုံးမကြံခွန်းတုတ်ပြန်ပြောကအိမ်မော်ကနေကော့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 နဲ့ဆင်းသွားတဲ့ဇနီးဒေါ်မြကြီးကိုကြည့်ပြီးတော့ဥတက်တို့ကခေါင်းတစ်ခါခါနဲ့ကြံနေခဲ့ပါတယ်ဟောကြလာပြီကြလာပြီကြလာပြီခင်ငွေခလန်းလန်းမှာစိုးရင်ပူပန်နေတဲ့မျက်နှာထားနဲ့ကြည့်နေတယ်မက ခင်ငွေကိုဝမ်းသာစွာလမ်းပြောရင်းနဲ့ဒေါ်မြအိမ်မျက်စိမျက်နှာချက်ချင်းပြတ်သွားပါတယ်ခင်ငွေကလေးကမသေးသေးဘူးတော့နှလုံးခုန်နေသေးရဲ့ဟဲ့ဒီမှာကြည့်ကြည့်ပါလားလက်ခုပ်နှစ်ဖက်ပေါ်မှာတွေးတဲ့ရဲရဲနဲ့လက်သီးစုပ်ခန့်တရေသားလေးကိုမက်ခင်ငွေကိုပြလိုက်ပါတယ်လူသားတယောက်အတွင်ပေါ်ကစားတရေသားလေးဟာနီတာရဲရဲပျော့စီပျော့ဖက်နဲ့အသေးရစရာဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပါတယ်မက်ခင်ငွေကမကြည့်လို့တဲ့ဟန်နဲ့မျက်နှာလွှဲလိုက်ပြီးတော့ကလေးဖြတ်ချလိုက်ရတာကြောင့်ပင်မကြီးစွာနာကျင်နေတဲ့တံကိုခံစားနေရတဲ့သမီးဖြစ်သူရဲ့အနာကိုတိုးသွားလိုက်ပါတယ်သမီးငူပါ နေသားတိုင်းသာရှိရလားသမီးရဲ့ဘိုက်ထဲမှာရမ်းနာနေတော့မှမမီးရဲ့နာမဘောဟဲ့ကလေးကလေးလာကြော်နေပြီဆိုတော့တရေခိုင်းနေပြီလေနင်တို့အတင်းကူညီခိုင်းလို့သာငါ့မှာမနေလို့လေရတယ်ကံဆိုရင်နင်သမီးဒုက္ခရောက်သွားနိုင်တယ်ဟဲ့ တားလောင်းလေးကိုအဝတ်နဲ့ထုတ်ပြီးတော့ကြွကြွိတ်တစ်ခုလေးကိုထည့်ပြီးတော့လက်မှာပေးချန်နေတဲ့အရာတွေကိုစေးကြောတန့်စေရင်လည်းဒေါ်မြကြီးကပြောလိုက်ပါတယ်ဒေါ်မြကြီးကအထဲကလုံးစီလုံးစီဖြစ်နေတဲ့ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ကြွကြွိတ်ကိုကြည့်ပြီးတော့စိတ်မသက်မသာခံစားနေရပါတယ်ခင်ငွေဒီအောင်မြုပ်မယ်ဆိုရင်လည်းအ мян သွားမြုပ်လိုက်တော့ရေငါကြည့်ပြီးတော့အသက်ရှူမဝတယ်လို့ခံစားလာရတယ်ဟုတ်ကဲ့ပါအမမြကြီးရဲ့ကိုဖိုးတင်ကိုလှုပ်ခိုင်းလိုက်ပါမယ်ကိုဖိုးတင်ကိုဖိုးတင် ဒီလိုလာပါအောင်တော့မငွေခင်ကပြောပြောဆိုဆိုသူ့ယောက်ျားဖိုးထင်ကိုလမ်းခေါ်လိုက်ပါတယ်ဖိုးထင်ကအရက်ပလင်းတစ်လုံးလက်ထဲကင်ပြီးတော့အခန်းထဲကိုတရင်တရိုင်နဲ့ဝင်လာခဲ့ပါတယ်တေနာကောင်ကြည့်လိုက်လို့ရှိရင်အမြဲမူးနေရပဲဟိုမှာအဲ့ဒါကိုသွားလွတ်ရကျွတ်ရမှာသွားမြုပ်လိုက်အောင်မခင်ငွေကစူးစူးဆောင်းဆောင်းပြောရင်းနဲ့တားလောင်းကလေးထည့်ထားရအဲ့ကိုညွှန်ပြလိုက်ပါတယ်ကိုဖိုးထင်ကအဲ့ကိုကောက်ယူလိုက်ပြီးတော့ချက်ချင်းမသွားပြီးတော့ဟိုယောင်တီယောင်နဲ့လုံနေပါသေးတယ်မခင်ငွေကမူးကြောင်ကြောင်လုံနေတဲ့ကိုဖိုးထင်ကိုမျက်စောင်းထိုးကြည့်ရင်အမမရည် အဲ့ဒီအကြောင်းတွေဘယ်သူမှမသိပါစေနဲ့နော် ကျမတို့မိသားစုဂုံသိက္ခာနဲ့တမီးလေးရဲ့အချက်အတွဲနှုတ်ပိတ်ပေးပါအမရေအေးပါခင်ငွေရေငါ့လောက်ကအာကုသူများပဲမဲ့နှုတ်လုံးမှာလှုပ်ရှားလို့ရတဲ့အလုပ်ပါစိတ်သာချနော်ဂျေစုပါအမရေကျမတမီးလေးလည်းနောက်နှစ်လလောက်ဆိုရင်မြို့ကသူ့ကောင်လေးနဲ့ယူကြတော့မှာဆိုတော့မပေါ့မပိုင်းနဲ့ဆိုလူကြမကောင်းသူကြမကောင်းအချက်တကွဲအကျိုးနဲ့ဖြစ်ကုန်မှာဆိုလို့ပါမခင်ငွေကထက်ခါတက်ခါတောင်းမှန်ပြီးတော့နှုတ်ပိတ်ပေးရန်တောင်းဆိုနေတာကြောင့်မမမြကြီးကလည်းမိခင်တယောက်ရဲ့ပူပန်မှုကိုစာနာမိကအကြင်ကြင်ဂရီပေးနေလိုက်ပါတယ် အဲ့ဒါလာတဲ့မလာတဲ့အချိန်မသိအခါမသိလာခြင်းနဲ့အဲ့ဒီကောင်ကြောင့်ဖြစ်ရတာကဲကွာကဲကွာလာခြင်းဟုတ်ကွာဒေါ်မြိုင်နဲ့မခင်ငွေတို့စကားပြောနေစင်မှာပဲဝုံဝုံတိုင်းတိုင်းနဲ့ထထုတ်လိုက်တဲ့ဖိုးထင်ကြောင့်အာလုံးထိတ်လန့်သွားကြရပါတယ်ဖိုးထင်ကမူမူယူယူနဲ့တရေသားလုံးထိတ်ထားတဲ့ကြွကြွေးကိုအရက်ပလင်းဆောင်နဲ့ထုနှက်နေပါတယ်အထဲမှာအသက်ဝိညာဉ်မကြွေသေးတဲ့သားလောင်းလေးဟာစိစိညံ့ညံ့ကြေမွကုန်ပါတယ်ထုတ်ပိုးထားတဲ့ကြွကြွေးကကွဲထွက်သွားကအသားစားတွေသွေးစားတွေဆင်ထွက်လာပြီးတော့ဒေါ်မြိုင်ရဲ့ခန္ဓာကိုယ်ပေါ်ဖိတ်ဆင်ကုန်ပါတယ်ဒေါ်မြိုင်ကထိတ်လန့်လွန်းလာကြောင့်အသားများပင်တစက်စက်နဲ့ ုံကုန်ပါတယ်။ကလေးဖြတ်ကြထားရေးသွေးနုသားနုလိုဖြစ်နေတဲ့ငှို့ဝါဟာလည်းထိတ်လန့်ကမျက်လုံးပြူမျက်စံပြူနဲ့အတန်မထွက်နိုင်ရှာပဲနဲ့အန်ကိုကြိတ်ကမျက်ရည်များသာစီးကျနေပါတော့တယ်။တေချင်းစိုးဖိုးထင်တော်တော်ပြဿနာရှာပြန်ပြီလား။ဒီပြဿနာတွေအကုန်လုံးကတော်တရခန်းရှင်တော်တော်ကျုံမပြောလိုက်ချင်ဘူး။မအီတယောက်လုံးကိုယူထားပြီးတော့တမီးတို့တောင်အားတေနိုင်ပြောရင်တော့ဒေါသကြီးထွက်လာပြီမက်ခင်ငွေဟာတတိဝင်သွားဟန်နဲ့စကားကိုကမန်းကနန်းဖြတ်လိုက်ပါတယ်ဖိုးတင်ကအခုတော့ညင်ကုတ်ကုတ်နေအမမကြီး ဘာဖြစ်သွားသည်လဲကျွန်မယောက်ျားတို့ကျွန်မတောင်းပါမယ်နော်ရပါတယ်ခင်ငွေငါဘာမှမဖြစ်ပါဘူးပါဇက်ကသာဘာမှမဖြစ်ဘူးပြောပေမဲ့ဒေါ်မြာကြီးစိတ်ထဲမှာဖိုးတင်အမူအကျင့်ကိုလုံးဝကြည့်မရတော့ပါဘူးရေကပြင်းမှာခန္ဓာကိုယ်နဲ့အဝတ်အစားတွေပေါ်ပေးကြံနေတဲ့အရာတွေကိုဆေးကြောတုပ်တင်ရင်းနဲ့တွေးတောနေမိပါသေးတယ်မခင်ငွေရဲ့ထိန်ကိုလိုက်တဲ့တဝက်တစ်ပြက်စကားငူဝါရဲ့ဖိုးတင်ကိုကြည့်လိုက်တဲ့နာကြီးတဲ့မျက်ဝန်းတို့ကိုပြန်မြင်ကြည့်ကယခုဖြတ်ချလိုက်တဲ့ကလေးကပထွေးချင်းပထွေးကြံကြောင်ရလာတဲ့ကလေးဖြစ်ရမယ်လို့စိတ်တတုံနဲ့တွေးနေမိပါတယ်ပထွေးချင်းပထွေးကြံခွေးချင်းခွေးကြံကြောင်ဂျားတဲ့ကနေကလေး ေးဟာအပြစ်မဲ့ဆိုတာအသက်ခံလဲရပါတယ်။ဂျားတွေကငရဲယူတဲ့သူကတော့ဒေါ်မြကြီးကိုယ်တိုင်ဖြစ်နေပါတယ်။အာစိတ်ရှုပ်စရာတွေပါလား။ငါလှုပ်တဲ့လှုပ်ရည်ဟာ တကယ်ကိုအာကုသူများပြီးတော့စိတ်ပြက်စရာကိစ္စတွေအများကြီးပဲကြုံရတယ်။တပြင်းရှည်ကြီးကိုချလိုက်မိပါတယ်။ဒေါ်မြကြီးတို့ပထမဆုံးအချိန်မိမိလှုပ်တဲ့အလုပ်ပေါ်မှာစင်ကြင်မိခြင်းဖြစ်ပါတယ်။ဒေါ်မြကြီးအင်ရှိပြန်ထွက်လာတော့အရာအလုံးတန့်စင်နေပါပြီ။ဖိုးတင်ကိုလည်းမတွေ့ရတော့ပါဘူး။တရေသားလောင်းကိုမြေသွားမြုံဟန်တူပါတယ်။ကဲခင်ငွေအမပြန်တော့မယ်နေတော်ဝင်နေပြီ။မခင်ငွေပေးလိုက်တဲ့ငွေတအုပ်ကိုခေါင်းမောင်းနဲ့ထည့်လိုက်ပြီးတော့ရွာပြန်ခရီးကိုစိတ်မသက်မသာစွာနဲ့လှမ်းလာခဲ့လိုက်ပါတယ်။စင်ဦးတန်းရွာကစားထွက်တာနဲ့နေမင်းဟာအနောက်ကောင်းကင်ကိုတိုးဝင်သွားကအမောင်ကချင်းင်းဝင်ရောက်လာခဲ့ပါတယ်။ ပြေကုန်းရွာကိုတော့တနအီလောက်ဆက်သွားရပါအောင်မယ်ဒီလန်ဒီခီးကဒေါ်မြိုင်တို့လိုတောသူတောင်သားဖို့တော့ဝေးလာတယ်လို့မဆိုသာပါဘူးအေးချမ်းလာတဲ့နေရာဒေသမျိုးတခုတဝက်ဓမြရန်လဲပူစရာမလိုပါဘူးတွားနေလာနေကြလမ်းလဲဖြစ်ကအမောင်ကပိမ့်ပိတ်နေသည်မဟုတ်တော့ဒေါ်မြိုင်တို့ခီးကလည်းအခက်အခဲမရှိပါဘူး စေဘောလက်ကြီးတလေးကိုမင်းကြီးဖွာရှာရင်းနဲ့ဒေါ်မြိုက်တယောက်အတွေးပေါင်းစုံတို့နဲ့တပြေကုန်းရွာပြန်ခြေလန်းကိုလှမ်းနေပါတယ်မျက်လုံးနဲ့မှတဆက်ဆက်တုံရင်ပြီးတော့လှုပ်စီးစီးဖြစ်နေတဲ့တရေသားလောင်းလေးရရက်ဆက်ဆက်ပလင်းနဲ့ထုနှက်လိုက်တာကြောင့်အသားစားသွေးစားတွေပြန်ကျဲလွှင့်စင်သွားတဲ့မြင်ကွင်းတို့ကိုပြန်မြင်ရောင်ကယောက်ျားဖြစ်သူတက်တို့ရဲ့မင်းအားကြေးစားလူသက်သမားဟုသောဇကားတို့ကိုထက်ခါထက်ခါကြားရောက်နေမိပါတယ်ငါတကယ်ပဲအကုသိုလ်တွေကြီးမားနေခဲ့လိုက်တာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်နေပြီးတော့ သူတို့ဘာအသက်ကိုတက်ဖြတ်ခြင်းရဲ့အပြစ်ကြီးမားပုံကိုမေ့လျော့နေကြတာပဲတက်တာတောင်မှဘာမှအပြစ်မရှိတဲ့လူလားတောင်မမြောက်သေးတဲ့တရေသားလေးတွေကိုဖျက်ဆီးပစ်နေကြတာဒီပြစ်တွေကြောင့်ပဲထင်ပါတယ်အခုထိငါတို့လင်မယားတာသမီမထုံးကားနိုင်ကြတာငါဟာငါယောက်ျားပြောသလိုပဲတကယ်ကြေးစားလူသက်သမားဆစ်ဆစ်ပါလားတော်ပါပြီငရဲအင်မတန်ကြီးတဲ့ဒီလုပ်ကိုငါဆွန့်လွတ်တော့မယ်လုပ်ရင်လည်းမွေးဖွားပေးတဲ့အလုပ်ပဲငါလုပ်တော့မယ်အဲ့ဒီချိန်မှာပဲဥဲဥဲဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်ဟမ်ဘာလဲဟာ အတွေးမြင့်များလွန်လာသည်မသိကလေးအောင်ငိုတန်ကိုကြားလိုက်မှသတိဝင်လာခဲ့ပါတယ်အတွေးတွေရှုပ်တွေးနေတာကြောင့်ရွာနေရွာဆက်ကြားငက်ကြီးတောင်မြောင်းယိုးနားကိုရောက်နေတာကိုပင်သတိမထားမိလိုက်ပါဘူးမြောင်းယိုးတစ်ယောက်လမ်းမေးနှစ်ပေတစ်ဖက်တစ်ချက်မှာငက်ကြီးတောင်ပင်ခြုံနေအစီအီပေါက်နေကြပါတယ်ကလေးငိုတန်ကအဲ့ဒီငက်ကြီးတောင်ခြုံ냐ကနေထွက်ပေါ်လာခြင်းဖြစ်ပါတယ်ကလေးငိုတန်ကပို့ပြီးတော့ကျေလောင်လာခဲ့ပါတယ်ဒေါ်မြကြီးကလက်ထဲကမိချစ်ကလေးကိုမိချစ်ခါချစ်ခါနဲ့ငက်ကြီးတောင်ခြုံနေကြကိုတိုးဝင်သွားခဲ့လိုက်ပါတယ်ဟောတွေ့ပါပြီ ခြုံများကြားထဲမှာအနီးဖြူလေးပက်လျက်ဒဇဇာအောင်ကိုကျွေးနေတဲ့ချစ်စပွဲလာသားရွယ်ကလေးငယ်လေးပါ။ငွေရလွမ်းလာကြောင်လို့ထင်ပါတယ်။အတန်တွေပဲပြားနေပါပြီ။ဒေါ်မြကြီးကကလေးကိုမရေတရေကောက်ချီလိုက်ပါတယ်။ဘသူတွေလာပြစ်သွားပါလဲ။ကလေးကချစ်စရာလေးမမွေးခြင်းလဲမမွေးကြနဲ့ပေါ့ဟဲ့။ဘလို့လူတွေပါလဲ။မွေးပြီးမှအခုလိုကြီးပြစ်ထားတာတော့မကောင်းပါဘူး။ကလေးကဒေါ်မြကြီးလက်ထဲရောက်တာနဲ့အငိုတိတ်သွားကပြုံးရယ်နေပါတယ်။ ဟူချစ်စရာလေးပါလားငါရွာခေါ်သွားလိုက်မယ်ပိုင်ရှင်ပေါ်တော့လည်းပြန်ပေးလိုက်တာပေါ့ပိုင်ရှင်မပေါ်တော့လည်းငါတို့မွေးစားလိုက်မယ်ငါတို့လင်မယားလည်းတသမီမထွန်းကားတာနဲ့အတော်ပဲကိုတွင်းနဲ့ကိုဒေါ်မြအီတယောက်ကလေးကိုချီကရွာကိုဆက်သွားရဲလမ်းမပေါ်ကိုပြန်တက်လာခဲ့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲငါကလေးကိုမလုပ်တာလေနင်တက်အောင်မလို့လားဟမ် အဲ့ဒီအတန်ကြီးကနောက်ကျောဘက်ကနေကြားလဲရတာကြောင့်လက်ကြည့်လိုက်တဲ့အခါသဘင်ဖားရနဲ့မိမတူကိုတွေ့လဲရပါတယ်။အဲ့ဒီမိမရဲ့မျက်လုံးတွေကပြူးလျက်အသားမရှိအယိုးပေါ်နေတဲ့မျက်နှာကြီးကိုတွေ့လဲရလေ။အောင်မလီတရဲမကြီးဆိုပြီးတော့ဒေါ်မြားကြီးတုတ်ချေတင်ကပြေးပါတော့တယ်။နောက်ဘက်မှာလည်းတရဲမကလည်းတဖုံးဖုံးနဲ့ပြေးလိုက်လာပါတယ်။အတန်ကြာပြေးပြေးတဲ့အခါကျမှဒေါ်မြားကြီးတယောက်မောလာတာကြောင့်စက်မပြေးနိုင်တော့ဘဲနဲ့ရက်ပြီးတော့မောပြေးရပါတယ်။ စိတ်မတန့်စွာနောက်လက်ကြည့်တော့လေတရေမကိုမတွေ့ရတော့တာကြောင့်ဒေါ်မြတ်ကြီးစိတ်ချမ်းသာသွားပါတယ်။တိုးပေမဲ့လည်းဒေါ်မြတ်ကြီးနှာခေါင်းတရှုံရှုံဖြစ်လာပါတယ်။သူမနှာခေါင်းထဲကိုပုတ်အပ်နန်းစော်နေတဲ့အနံ့ကြီးတစ်ခုတိုးဝင်လာတာပါ။လက်ထဲကအနီးတုပ်ကလေးကလည်းကြောက်တုံးကြီးတစ်တုံးကိုမာထားရတယ်လို့မျိုးလေးလံလာပါတယ်။ဟမ်ဘလို့လဲမောနေပြီလား။ဟမ် အတန်အောကြီးကိုကြားလိုက်ရတာကြောင့်ငုံကြည့်လိုက်တဲ့အခါမှာတော့လက်ထဲမှာပွေထားတဲ့ကလေးဟာတဟီတဟာနဲ့အတန်ပြုတ်ပြီးတော့လူကြီးတန်ကြီးနဲ့မေးနေပါတယ်။ပါဇက်ကြီးဖြဲပြီးတော့ရေပြနေတဲ့ကလေးဟာတွားရီအစုံရှိကအဆွဲတွေပင်ထွက်နေတာကိုတွေ့လိုက်ရပါတယ်။အမလီဘာကြီးလဲ။လက်ထဲကအနီးတို့ကိုဝုံးဆိုပြီးပြစ်ချတာဒေါ်မြိုက်တယောက်ပြေးရပြန်ပါတယ်။ ဲ့ဒီအချိန်မှာပဲနားထဲမှာလည်းဥဝဲဥဝဲဆိုတဲ့အတန်နေတာပဲ့တင်ထက်နေပါတယ်။ဆလင်းငါလန်းခန့်တာပြေးရပါသေးတယ်။စူးရှတဲ့ကလေးငိုတာကြောင့်စိတ်ကမပြတ်သားစွာလက်ကြည့်မိပြန်ပါတယ်။ကလေးဟာလမ်းမပေါ်မှာခြေကားရလက်ကားရနဲ့တဲထန်စွာငိုကြွေးနေတာကိုတွေ့ရပြန်ရင်ဒေါ်မြကြီးတနာစိတ်ဝင်လာပြန်ပါတယ်။ငါပဲကြောက်လွန်ပြီးတော့အထင်မြင်မှားတာနေမှာပါ။ ုခမမြေကြီးပေါ်ပြစ်ခံရတော့တော်တော်လေးနာနေရမှာပဲကလေးထံကိုပြန်သွားရင်ခြေလမ်းပြင်လိုက်ပြန်ပါတယ်အဲ့ဒီချိန်မှာပဲသူမလန်းလာတဲ့ခြေလမ်းတွေကိုတစုံတစ်ယောက်ကလန်းဆွဲလိုက်တယ်လို့ဖြစ်ကမြေကြီးပေါ်ကိုဘိုင်းကနေပြစ်လဲကျသွားပါတယ်နာကျင်မှုကိုဂယုမဆိုင်နိုင်မနဲ့ဘသူဆောင်ဆွဲလိုက်တာလဲဆိုပြီးကြိလိုက်တဲ့အခါမှာတော့ဘသူကိုမှမတွေ့ရပါဘူးပြစ်လဲကျတဲ့အချိန်နဲ့နှစ်ဖူးဝင်ပေါက်ပြဲကတွေးများပင်စီးကြကုန်ပါတယ် ဒဏ်ရာဒဏ်ချက်တွေနဲ့နာကျင်မှုကိုဂရုမစိုက်နိုင်မဲနဲ့ဒေါ်မြကြီးကအာကောင်ချစ်ငိုကြွေးနေတဲ့ကလေးထံကိုလှမ်းသွားလိုက်ပြီးတော့ကောက်ချီလိုက်ပါတယ်ဒေါ်မြကြီးလက်ထဲရောက်တာနဲ့ကလေးကအငိုတိတ်သွားပြန်ပါတယ်အဲဒီခါမှာတော့ဘာမှစဉ်းစားမနေတော့ဘဲနဲ့ရွာကိုတုတ်ချီတင်ပြန်ပြန်ပြင်လိုက်ပါတယ်ဒါပေမဲ့လည်းသူမရဲ့ခြေလန်းတွေကလှမ်းလို့မရပါဘူးခြေထောက်တွေကိုတစုံတစ်ယောက်ကဖမ်းဆွဲထားတဲ့လိုမျိုးခံစားနေရပါတယ်မတင်ငါလို့အောင်းငုံကြည့်လိုက်တဲ့အခါမှာတော့သပင်ဖားရနဲ့မိမကြီးဟာလမ်းမပေါ်ကိုဝန်လျားမောက်ပြီးတော့သူမရဲ့ခြေစုံကိုဖမ်းဆွဲထားပါငါ့ကိုလွတ်စမ်းငါ့ခြေထောက်ကိုလွတ်စမ်း

ီတစ်ခါမှာတော့ကလေးကပြုတ်ကြမသွားပဲနဲ့လက်နှစ်ဖက်နဲ့ဒေါ်မြရဲ့လက်ဝင်းကိုတွေ့ကက်ခိုထားလိုက်ပါတယ်။ငေါလို့ငေါငေါငေါလက်ဝင်းလို့အတင်းယုံကအော်ဟစ်နေပေမဲ့လည်းခြေောက်ကိုဆွဲထားတဲ့တရေမကလကောက်လယ်ဘေးမှာတွဲခိုထားတဲ့ကလေးတရေက၎င်းဒေါ်မြကြီးကိုတောက်တဲ့ကတ်တလို့မျိုးခိုင်မြဲစွာကုတ်တွေထားကြပါတယ်အဲဒါကြောင့်ပဲဒေါ်မြကြီးမလုံနိုင်မပြေးနိုင်ဖြစ်နေစင်ပါပဲဘေးပတ်ဝန်းကျင်ကငက်ကြီးတောင်ခြုံနေရလောက်ခါလာပြီးတော့ကလေးငိုတန်ရေမောတန်တွေဟာအတော်မတတ်နိုင်အောင်ပဲကြားလိုက်ရပါတယ်ခြုံများတဲ့ကနေလည်းပုံသဏ္ဍာန်အမျိုးမျိုးနဲ့ကလေးပေါင်းမြောက်များစွာဟာလေးဘက်ထောက်လျက်တော်၎ ၎င်းလမ်းလျှောက်လျက်တော်၎င်းလေထဲမှာပြန်ရွေ့တော်၎င်းထွက်လာကြပါတယ် ဒေါ်မြရဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေကပြောမပြတတ်အောင်ပဲကြီးမားနေပါတယ်။နေရအသီးသီးကထွက်လာကြတဲ့ကလေးသစီတရဲများဟာငိုကြွေးတဲ့ကလေးများကငိုကြွေးလျက်ငါတို့အသက်တွေပြန်ပြီးငါတို့အသက်တွေပြန်ပြီးအဲ့ဒီလိုမျိုးအော်ဟစ်နေတဲ့ကလေးတွေကအော်ဟစ်လျက်ဒေါ်မြရဲ့ထံကိုတဖြည်းဖြည်းနဲ့ဝင်းရံချိကက်လာကြပါတယ်။ကလေးတွေအလုံးရဲ့ပုံစံဟာတူညီနေကြပြီးတော့လူအသွင်မျက်နှာထားများနဲ့မဟုတ်ပဲနဲ့ကြောက်စရာကောင်းလာတဲ့မျက်နှာထားပုံစံတွေနဲ့ဖြစ်ကြပါတယ်။ကြောက်မက်ဖွယ်အချင်းရာကိုရုပ်ချင်းကြုံတွေ့လျက်ရတာကြောင့်ဒေါ်မြရဲ့တယောက်ဟာအကြောက်လွန်ပြီးတော့နေရမှာပင်သတိလေးမေ့မျောသွားပါတော့တယ်။နိုင်တန်ကြတဲ့ ါမှာတော့ဇနီးကိုစိတ်မချတာကြောင့်လိုက်လာတဲ့ဥတက်တို့ဟာလမ်းမပေါ်မှာလဲကျတတိလစ်နေတဲ့ဒွန်မြအီကိုတွေ့လိုက်ရတာကြောင့်ထမ်းလာပြီးတော့အိမ်ကိုအမြန်ပြန်ပြေးလာခဲ့ပါတယ်ပရိရိတိုင်းပရိကျိုးချီဖျားတရားစာတွေရွတ်ဖတ်ပြီးတော့နာနဲ့ယူတော့မှဒွန်မြအီတယောက်တတိပြန်လည်လာပါတော့တယ်မိမမိမမင်းဘာဖြစ်နေရလဲဥတက်တို့ဟာအဲ့လိုမေးတဲ့အခါမှာတော့အမလေးကုတတူရဲ့ခလိခလိတေးခလိတေးရဲ့ဂျမောင်းကိုခြောက်တာကံကောင်းလို့ဂျမောင်းမသေးရတော့ အဲ့လိုမျိုးအော်ဟစ်ငိုကြွေးနေပါတော့တယ်အရင်နေ့မှစပြီးတော့ဒေါ်မြိုက်တရားဟာလက်တဲလုပ်ကိုအပီးတန်ဆွလွန်လိုက်ပါတော့တယ်ကလေးဖျက်ကြတဲ့လုပ်ကိုမပြောနဲ့ကလေးမီးဖွားတဲ့လုပ်ကိုပဲမလုပ်တော့ပါဘာကြောင့်လဲဆိုတော့သူမဟာတရားပါတဲ့အကြောက်လွန်ယောဂါတကူဆွဲကတ်သွားတာကြောင့်ပဲဖြစ်ပါတယ်မွေးကင်းစကလေးလာသားရွယ်ကလေးငိုတန်ကြားလျင်ဒေါ်မြိုက်တရားဟာစက်သိမ်းမွင်းကြီးနေထလာပြီးတော့ချွေးသီးချွေးပေါက်တွေကြားလျက်နှလုံးခုန်နှုန်းတွေမြန်လာကအကြောက်လွန်ယောဂါပင်ဖြစ်လာပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယို ေးမှာပြန်တွေ့ကြမယ်နော်